ီ NVPDF နဲ့ပတ်သက်ပြီးတော့လူရည်ရဲ့မျှော်လင့်ချက်ကဆက်ရှင်းမဲဟလာအာနာဘဲတိန်းတော့မလို့လို့ဟုတ်လားအဲဒီလိုတွေမျှော်လင့်ပြီးတော့မှတချို့ဆိုလေဟလာမျက်စိလဲပြီးတော့သွားကြတာပေါ့အဲတို့လည်းပဲအခုကြတော့ဒီ၄နှစ်တာကာလဖြစ်လာသည့်တိုင်အောင်တို့မျှော်မှန်းတို့ဘာမှမဖြစ်တော့တကယ်ဒုက္ခရောက်တာဘယ်လိုလဲဆိုပြီးလို့တော့နတ်ဆကတောင်းယူစောင်းနေတဲ့ကာလအတွင်းမှာအဲတဖြည်းဖြည်းနဲ့တော့အဆိုးဘက်ကနေပြီးတော့အကောင်းဘက်ကိုပြောင်းလာတယ်ဆိုတော့ ပုံတရံပုံရိပ်ပေါ့နော်အဲဒီဟာတော့ဒါလူလူကဒါလေးကိုအကဲခတ်လို့တော့ရတယ်အခုလိုဆွေးနွေးပွဲတွေလုပ်တဲ့တွေ့အဲတော့ဒီပေါ်ကနေပြီးတော့မှထွက်လာတဲ့အောက်ကမ်းတွေကိုကြည့်ပြီးတော့အပြည်သူလူလူအနေနဲ့ကတော့မိမိတို့ဘာလုပ်တင်တယ်လဲဆိုရဲဟလာနေထားလို့တော့တွေ့လာမယ်လို့ပြောရဥစားတာ ွေးနွေးပွဲကတော့အဓိကတော့အစပေါ့နော်အဲ့တော့ညီညာရေး process မှာတချို့ရက်တက်နေတဲ့လုပ်ငန်းလေးတွေရောနောက်တစ်ခုကတော့ဒီတိုင်းသားလက်နက်ကန်တွေနဲ့ပတ်သက်ပြီးတော့ပြစ်ဆုံဆွေးနွေးမဲ့လမ်းကြောင်းပေါ့အဲ့ဒါတွေကပြတ်တောက်နေတာပေါ့နော်ဒါတွေနဲ့ပတ်သက်ပြီးတော့အခုပြန်လဲပြီးတော့မှအဲ့တော့စတဲ့သဘောပါပဲအဲ့တော့အဲ့လိုစတဲ့အခါမှာလူတို့ကပြည်သူကတော့ဘာမျှော်လင့်လို့ရမလဲဆိုတော့ဒေါ်လို့စေကတော့သူတို့ဖြစ်စေခြင်းနဲ့ ငင်းကြမ်းရေးဆိုတာတော့ရမှာမဟုတ်သေးဘူးပေါ့နော်အဲ့တော့လမ်းကြောင်းတစ်ခုရဲ့အစဖြစ်တဲ့အတွက်ကြောင့်မလို့အခုကစပြီးတော့အဲရှစ်ဆက်သွားမယ်ဆိုလို့ရှိရင်တော့ပုံမူပြီးတော့ကောင်းမွန်တဲ့လမ်းကြောင်းတစ်ခုတော့ဒါဖြစ်နိုင်တယ်လို့ထင်တာပေါ့နော်ဒါကြောင့်မလို့အဲ့ဒါပြည်သူလူထုနဲ့လက်တလောတော့ဘာမှမျှော်လင့်လို့တော့မရသေးဘူးအဲသို့တော်လည်းပဲကောင်းတဲ့ဘက်ကိုတော့အလားလာဖြစ်လာနိုင်တယ်လို့တော့ပြောလို့ရပါတယ်ဆွေးနွေးပွဲကတော့ပုံမှန် လောက်တာပါပဲเนาะအခုကစီးပွားရေးနဲ့ပတ်သက်တာနောက်တစ်ခါလုံခြုံရေးနဲ့ပတ်သက်တာနောက်ရွေးကောက်ပွဲနဲ့ပတ်သက်တာပေါ့เนาะ၃ရက်ဆိုတော့အဲ့တော့ဒါမဲ့အဲ့ဒီကထွက်လာတဲ့အောက်ကမ်းပေါ့အဲ့တော့ဒါတွေကိုဒီကနေပြီးတော့မှ तू ကဒီ NSPNC ကနေပြီးတော့မှ NASA ကိုတင်ပြပြီးတော့အဲတချို့ဟာတွေကတော့နိုင်ငံအတွက်အကျိုးရှိတဲ့အောက်ကမ်းတွေဥပမာစီးပွားရေးနဲ့ပတ်သက်လို့ဘာတွေဆက်ပြီးတော့ဆောင်ရွက်ဖို့လိုတယ်လဲအငင်းငယ်နဲ့ပတ်သက်လို့ဘာတွေဆောင်ရွက်ဖို့လိုတယ်လဲအဲလုံခြုံရေးနဲ့ပတ်သက်လို့ ာတွေဆောင်ပြီးတော့ရွက်ောက်ပွဲနဲ့ပတ်သက်လို့ဘာတွေမျှော်လင့်လို့ရနိုင်တယ်လဲဆိုတော့ဒါတွေတော့ဖြစ်လာနိုင်ပါတယ်မျှော်လင့်တဲ့လောက်တော့ဟိုဖြစ်လာမယ်တော့မထင်ဘူးပေါ့နော်မျှော်လင့်တဲ့လောက်ဖြစ်လာမယ်ဆိုတာကဥပမာအခုလိုဆွေးနွေးပွဲတွေလိုလဲလို့ဟာလာတစ်ဖက်ကအခုတိုက်ပွဲတွေဖြစ်နေတဲ့နေရာဒေသတွေကဟာလာတိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကဒီငင်းငိုင်းဆွေးနွေးပွဲစပွဲပေါ်ရောက်လာနိုင်မယ်လို့တော့ပြောလို့မရဘူးအဲသို့တော်လည်းဘာပြောလို့ရတာလဲဆိုတော့တိုင်းပြည်ရဲ့အဲဒီနေ့အခြေအနေက ဟုတ်လားဒီနတ်ဆကတောင်းယူဆောင်းနေတဲ့ကာလအတွင်းမှာအဲတဖြည်းဖြည်းနဲ့တော့အဆိုးဘက်ကနေပြီးတော့အကောင်းဘက်ကိုပြောင်းလာတယ်ဆိုတော့အဲပုံတံပုံရိပ်ပေါ့နော်အဲဒီဟာတော့ဒါလူတို့ကဒါလေးကိုအကဲခတ်လို့တော့ရတယ်အဲနောက်တစ်ခုကလည်းပဲဒီ NGPDF နဲ့ပတ်သက်ပြီးတော့အဲလူတွေရဲ့မျှော်လင့်ချက်ကချက်ချင်းပဲဟလာဟာအနာပဲတိန်းတော့မလို့လို့ဟုတ်လားအဲဒီလိုတွေမျှော်လင့်ပြီးတော့မှတချို့ဆိုလဲဟလာမျက်စိလဲပြီးတော့သွားကြတာပေါ့အဲတို့တော့လည်းပဲအခုကြတော့ဒီ၄နှစ်တာကာလ ဖြစ်လာသည့်တိုင်အောင်တို့မျှော်မှန်းတို့ဘာမှမဖြစ်တော့တကယ်ဒုက္ခရောက်တာဘာလို့လဲဆိုတော့ပြည်သူလူထုပဲဆိုတော့ဒါဟိုတော့အခုဒီနေ့ပြည်သူလူထုကတော့အဲနည်းနည်းလေးရိပ်မိလာပြီပေါ့နော်မျက်စိလဲနေတာကနေပြီးတော့မှအဲလမ်းမှန်ဘက်ကိုတော့တဖြည်းဖြည်းနဲ့တော့ရောက်လာမယ်ထင်တယ်အဲကြောင့်မလို့အခုလိုဆွေးနွေးပွဲတွေလုပ်တဲ့အတွက်အဲတော့ဒီဘဝကနေပြီးတော့မှထွက်လာတဲ့အောက်ကမ်းတွေကိုကြည့်ပြီးတော့အဲပြည်သူလူထုအနေနဲ့ကတော့အဲမိမိတို့ဘာလုပ်တင်တယ်လဲဆိုတော့ဟလာအနေထားကိုတော့တွေ့လာမယ်လို့တော့ ယူဆရတာပေါ့အခုကတော့ဟိုတချို့ကပြောတာပေါ့နော်စစ်လို့လက်မှတ်ထိုးတာတဲ့ဆယ်ဘွဲကတော့ဒီနေ့ဒီတွေ့ဖယ်တာတော့မရှိပါဘူးတို့တော့လည်းပဲတချို့အဖွဲ့စည်းကြတဲ့ခါကျတော့လက်တလောဟလာအစည်းအဝေးမတက်တာတို့ဘာတို့ဒါဒါတို့တော့လည်းတို့အနေနဲ့ကဒီ NCU ဟလာလက်မခံမှုဆိုတာဘယ်အဖွဲ့မှမပြောဘူးဒါပေမဲ့လက်မှတ်မထိုးတဲ့အဖွဲ့တွေကြတော့ငကိုတုံးကအားလုံးတို့သဘောတူပြီသားအဲ့တော့သူတို့ကြတဲ့ခါကျတော့ဘာဖြစ်လို့ဒီလမ်းကြောင်းကိုရောက်မလာလဲဆိုတော့ခုနကကိုပြောသလိုပဲ ဟဲ့လားသူတို့ရဲ့ထင်မြင်ယူဆချက်တွေကနည်းနည်းအကျိုးအကြောင်းလွဲချော်နေတာပေါ့နော်အဲ့တော့ဒီနေ့ဟဲ့လားဖြစ်နေတဲ့နတ်ဆာကအနေနဲ့ဒီနေ့အာနာဟဲ့လားထိန်းတဲ့ပုံမှာပဲ NCO ဖောက်ပြတယ်လို့မြင်တယ်အဲနောက်တစ်ခုကလည်းပဲဒီနေ့ဟဲ့လားလုံနေတဲ့လမ်းကြောင်းတွေကငင်းငင်းရင်းနဲ့ဆန့်ကျင်ပဲလို့မြင်တယ်အဲ့တော့ဒီလိုတွေကြောင့်မလို့အဲ့ဒီခုနလက်မှတ်မထိုးတဲ့အဖွဲ့တွေကတော့တက်မလာဘူးသူတို့လည်းပဲခုနကိုပြောသလိုပေါ့ဒီလိုတွေကိုတို့အခုလိုပေါ့ NSBNC ကနေပြီးတော့မှဒီလိုဆွေးနွေးပွဲတွေလုပ်ခြင်းအပြင် အဲဒီကနေပြီးတော့ရန်လာတဲ့ထွက်လာတဲ့စူးနေပွဲကရန်လက်တွေအပေါ်မှာတော့အဲတချို့လည်းပဲဒီအမှန်တရားကိုတော့ပို့ပြီးတော့မြင်လာလိမ့်မယ်လို့တော့ယုံကြည်ပါတယ်ပြည်သူလူထုအားလုံးနားလည်ဖို့ကတော့ဗာလဲဆိုတော့အရှိတရားကိုလက်ခံဖို့လိုတယ်အဲ့တော့ကိုဖြစ်စင်တဲ့စံနာထဲပေါ့တချို့ကျတော့အခုဟာဖြစ်နေတယ်အဲဒီနေ့ဖြစ်နေတဲ့အရှိတရားဆိုတာကအခုလက်တလုံးဖြစ်နေတာမဟုတ်ဘူးကိုအရင်အတိတ်ကာလကဖြစ်ခဲ့တဲ့ဟာလာတိုင်းပြည်ရဲ့အခြေအနေပေါ်မှာမူတည်ပြီးတော့ဒါပြောင်းလဲလာတဲ့အနေအထားပေါ့ ။အဲ့ကြောင့်မလို့အခုကအရှိတရားကိုလူတွေကနားလည်ဖို့လိုတယ်။အဲ့တော့အရှိတရားကိုနားမလည်ပဲနဲ့ကိုယ်ဆန္ဒနဲ့ပဲဟလာချက်ချင်းလက်ငင်းကြီးဟလာငိမ့်ချမ်းပန်ရတဲ့ဟလာလူပေါင်းကြီးတစ်ခုလုံးကြီးချက်ချင်းလက်ငင်းဝုံတိုင်းအဲအကောင်းဘက်ကိုပြောင်းလဲလာမယ်ဆိုတော့အယူဆမျိုးနဲ့တော့သွားလို့မရဘူးနော်အဲ့တော့ဘာပဲလို့ပြောဆိုလက်ရှိတိုင်းပြည်ဖြစ်နေတဲ့အရှိတရားပေါ်မှာဘလို့ပူပေါင်းပါဝင်ဆောင်ရွက်မလဲဆိုတော့ကိုယ့်ရဲ့စိတ်ဓာတ်ပေါ့နော်ဒါလေးတို့ပြုပြင်ဆောင်ရွက်အချင်းအချင်းတော့တိုင်းပြည်အတွက်လည်းအများကြီးအကျိုးရှိမယ်လို့တော့ယုံကြည်ပါတယ်